ဒီညရှင်ပြိုင်ကစားမယ်ချန်ပီယံလိဂ်16သင်းအဆင့်ဒုတိယအကြော်ပွဲမှာရီယယ်မက်ဒရစ်အနေနဲ့ရှော့ကစားတော့မှာမဟုတ်ပဲမိနစ်60လုံးအထောက်ကစားတော့မယ်လို့နီးပြစီရန်ကနာပိုလီအသင်းကိုသတိပေးလိုက်ပါတယ် ဘာနေပြူးကွင်းမှာကစားခဲ့တဲ့ပထမအကြော်ပွဲမှာရီယယ်မက်ဒရစ်ကို3-2နဲ့ရှုံးနိမ့်ခဲ့ပေမယ့်နာပိုလီဟာဥရောပချန်ပီယံ17ကြိမ်ဖြစ်ထားတဲ့ရီယယ်မက်ဒရစ်ကိုအင်ကွင်းမှာကမောက်ကမအဖြစ်ထွက်အောင်ကစားဖို့မျှော်လင့်ထားပြီးချန်ပီယံလစ်ပြိုင်ပွဲမှာကွာတာဖိုင်နယ်ကိုပထမဆုံးတက်ရောက်သွားဖို့ရည်မှန်းထားတာဖြစ်ပါတယ်ဂျူဗင်တက်အသင်းမှာ၅နှစ်ကစားခဲ့တဲ့ကာလအတွင်းဆန်ပိုလိုကွင်းမှာနာပိုလီကို ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့တဲ့ဇီဒန်ကတော့ဒီညပွဲဟာခက်ခဲမှဖြစ်တယ်လို့ပြောပါရယ် ဒီပွဲဟာခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ချန်ပီယံလိပွဲတွေအများအန်းခက်ခဲသလိုခက်ခဲတဲ့ပွဲဖြစ်မှာပါ။စံပေါ်လိုကွင်းမှာကစားရတာဘယ်တော့မှမလွယ်ပါဘူး။အရင်တုန်းကဒီကွင်းမှာလာကစားခဲ့ပူပါတယ်။ပြိတ္တတွေဟာသူတို့ရဲ့အသင်းကိုအမြဲအားပေးတာတွေ့ရပါတယ်။ဒီလိုပြိတ္တတွေအယံအားပေးတာဟာသူတို့အသင်းအတွက်အယံကြီးကျယ်သလိုကျွန်တော်တို့အသင်းအတွက်လည်းကောင်းပါတယ်။ကျွန်တော်တို့ကတော့အစင်သစ်ပြင်ထားပြီးသားဖြစ်ပါတယ်ဒီကွင်းမှာအနိုင်ကစားဖို့ကျွန်တော်တို့ရောက်လာတာဖြစ်တယ်လို့ဇီရန်ကပြောပါတယ် နာပိုလီအသင်းဟာပုံစံမျိုးစုံကစားတတ်တဲ့အသင်းဖြစ်ပြီးတံပြန်တိုက်စစ်ကောင်းမွန်ပြီးတာမန်တွေကလည်းထိုးဖောက်ကစားတတ်တဲ့အသင်းဖြစ်တယ်လို့စီးတန်းကသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်။နာပိုလီဟာတံပြန်တိုက်စစ်ကောင်းတဲ့အသင်းဖြစ်ပါတယ်။သူတို့ဟာတာမန်တွေကိုလည်းအကောင်းဆုံးအသုံးချကစားတတ်တဲ့အသင်းဖြစ်ပါတယ်။ကျွန်တော်တို့အသင်းကအဆကောင်းမှုလိုပါတယ်။ဒါပေမဲ့မိနစ်60လုံးကျွန်တော်တို့တင်ကစားသွားမှာဖြစ်ပါတယ်လို့စီးတန်းကပြောကြားခဲ့ပါတယ်။